အားလုံးပဲမင်္ဂလာပါ positive energy circle weekend talk လေးကနေကြိုဆိုလိုက်ပါတယ်အဲ့တော့ဒီအပတ်မှာတော့ကျမရဲ့အခုနောက်ဆုံးထွက်ထားတဲ့ကဘာတက်မှာကြိုဆိုပါတယ်ဆိုရင်စောက်ကလေးရဲ့ခေါင်းစဉ်တွေပဲဒီ talk လေးကိုဟိုစတင်လိုက်ပါမယ်အဲ့တော့ဒီနေ့ကတော့ဒီနေ့ဆိုလို့ရှိရင်တနင်္ဂနွေလုံးမှာရှိရတဲ့စောက်ဆိုင်တွေတော်တော်များများပါတော့ နေရောရန်ကုန်ရောအဲ့ဒီဆောင်းဆိုင်တွေမှာဒီဆောင်းကလေးဝယ်လို့ရပါပြီ။နောက်တစ်ခုကတော့ကျမရဲ့ page မှာလည်းကြော်ညာထားတယ်။နောက်ပြီးတော့ကျမတို့ promotional gift လေးတွေထည့်ထားပါတယ်။ဆောင်းထွက်ထွက်ချင်းအမှတ်တရပါဘောနော်။ ကျမစာအုပ်တီထွက်တယ်ဆိုလို့ရှိရင်တစ်နှစ်မှတစ်ခါလောက်တော့ကျမတို့ဒီ promotional items လေးပေါ့နော်ဒါလေးစာဖတ်သူတွေကိုလက်ဆောင်ပေးတာဒါမျိုးလေးလုပ်လို့ရှိပါတယ်အဲ့တော့ဒီကဘာတက်မှကြိုးစားပါရယ်ဆိုတော့စာအုပ်အတွက်လည်းကျမတို့အမှတ်တရဖြစ်အောင်ဆိုပြီးတော့တစ်ခါမှမလုပ်ဘူးသေးတဲ့ idea လေးတခုပေါ့နော်အဲ့ဒါလေးကိုကျမတို့လုပ်ဖြစ်ပါတယ်အဲ့ဒါတော့ဗာလဲဆိုလို့ရှိရင်ကျမတို့စာအုပ်ကို pre order လုပ်တယ်ဒါမျိုးအခုအရင်ဆုံးဝယ်တယ်ပေါ့နော်အဲ့လို ပထမဆုံးဝယ်တဲ့သူတွေကတော့ပထမဆုံးရမှာဖြစ်တယ်ကျမတို့အခု1200ပေါ့ကီချိန်လေးတွေစီစဉ်ထားတယ်အဲ့တော့အဲ့ကီချိန်လေးတွေမှာဆိုလို့ရှိရင်အဲ QR code လေးပါတယ်အဲ့ QR code လေးကိုဖုန်းနဲ့ scan လုပ်လိုက်တယ်ဆိုလို့ရှိရင်ကျွန်မပေးချင်တဲ့ message လေးပေါ့နော်ဒါလေးအဲ10မိနစ်တော့မကျော်ဘူးတကူ9မိနစ်10မိနစ်စာလောက် message အတူလေးပေါ့ဒါလေးတွေကိုဟိုနားထောင်လို့ရမယ်ပေါ့နော်အဲ့တော့အဲ့ဒါမျိုးက QR code ရှစ်ခုထည့်ထားတယ်ဆိုတော့အတန်ရှစ်မျိုးပေါ့လေအဲ့တော့ကိုရတဲ့အဲကီချိန်ပေါ်မှာရှိတဲ့ QR code ကကိုရမဲ့စကားလက်ဆောင်လေးဖြစ်တယ်အဲ့လိုသဘောမျိုးပေါ့နော်ဒါရောကျမတို့လေတခါမှမလုပ်ဘူးအခုမှပဲစပြီးတော့လုပ်ဘူးကကျမရဲ့မိတ်ဆွေပေါ့အမတယောက်ကလည်းဒါလေးကိုလုပ်ဖို့အကြံပေးတယ်လုပ်ကြည့်ပါလားဆိုတော့ ਨੇ ဒီစားအောင်မှာစပြီးတော့အကောင့်ထည့်ဖို့ပြီးတော့လုပ်ဖြစ်ခဲ့တယ်လူတွေလည်းတော်တော်များများစိတ်ဝင်စားကြသလိုပျော်လဲပျော်ကြတယ်ပေါ့နော်အဲ့တော့ဒီဟာလေးကကီချိန်ဆိုတာတခုတည်းပို့ပါတယ် အဲ့တော့ဒီစာအုပ်ကလေးကအခုဆိုရှင်ကျမတို့စပြီးတော့ပို့နေပြီ individual order တွေစပြီးတော့ပို့နေပြီနောက်ပြီးတော့အာတခြားမှာနေကြပေါ့နော်ပန်းဆက်လန်းတို့နောက်ဖြန့်ချီစာအုပ်ဆိုင်အကြီးကြီးဖြစ်တဲ့စောဦးတို့ကိုလတ်တို့နော်နောက် city mart မှာဆိုလို့ရှိရင်လည်း safari ပေါ့အဲ့ဒါအဲ့ဒီဆိုင်တွေမှာဆိုလို့ရှိရင်ကိုယ်တိုင်သွားဝင်လို့ရတယ် online တင်မဟုတ်ဘူးပေါ့နော်အဲ့လိုဝယ်လို့ရရင်လေဒီ key chain လေးရပါပါကျမတို့ပထမဦးဆုံးဝယ်ယူရတဲ့လူအယောက် 1200ပေါ့နော်1200တွေကိုကျမတို့ promotional gift တွေပေးထားပါတယ်ဒါလေးကိုလည်းကျမပြောပြချင်ပါတယ်အဲ့တော့ဒီထောက်ကကျမအခုဒါစာအုပ်နဲ့ပတ်သက်ပြီးတော့ကျမပြောတယ်ဆိုတာမှန်ပြီမဲ့စာအုပ်အကြောင်းကြီးပဲတီးသန့်တော့လည်းမဟုတ်ဘူးပေါ့နော်ဒီစာအုပ်နဲ့ပတ်သက်ပြီးတော့ကျမအာကိုကျမပြန်ပြီးတော့ reflect လုပ်မိတဲ့အကြောင်းအရာလေးတွေလည်းရှိတယ်ဒါလေးတွေကိုလည်းစာအုပ်နဲ့ထင်ဟပ်ပြီးတော့ကျမပြောပြချင်တယ်အဲ့တော့ ကဘာတစ်ဆိုတာကကျမတို့ကဘယ်လိုထင်လဲဆိုလို့ရှိရင်ကဘာတစ်ဆိုလို့ရှိရင်ကဘာကြီးတစ်ခုလုံးပုံစံပြောင်းသွားမယ်အယောင်တွေပြောင်းသွားမယ်အယုတ်တွေပြောင်းသွားမယ်မြင်ကွင်းတွေပြောင်းသွားမယ်ပေါ့နော်ဒါမျိုးကိုထင်ကြရပေါ့လေအဲ့တော့ဒီလိုမျိုး animation ဒီအများကြီးထည့်ထားတဲ့ရုပ်ရှင်တွေရှိရဥမာ avatar တို့ပါတော့ပေါ့နော်အဲ့လိုရုပ်ရှင်တွေမှာဆိုလို့ရှိရင်လည်းဒီကဘာတစ်ဆိုတာကို တို့ပုံစံအမျိုးမျိုးနဲ့ပုံပေါ်ပြတဲ့အခါမှာအရင်ကလှပစမ်းကြတဲ့ထူကြစမ်းပြတဲ့အရာတွေအယောင်တွေအယုတ်တွေเนาะအကောင်ပလောင်တွေဒါမျိုးတွေလည်းအများကြီးတွေ့ရတယ်ပေါ့နော်တကယ်တော့ကဘာသစ်ဆိုတာဘာလဲဆိုလို့ရှိရင်ကျမတို့ရဲ့စိတ်ထဲမှာရှိရဲ့အတွင်းကဘာပေါ့ inner world ပေါ့နော်ကျမတို့ရဲ့အဲ့ဒီအတွင်းကဘာကိုကျမတို့ကပြုပြင်တိဆောက်ရတာမျိုးဖြစ်တယ်အဓိကတော့ဘာလဲဆိုစိတ်ကိုပြောင်းလိုက်တယ်ဆိုလို့ရှိရင်ကျမတို့ကကဘာသစ် ကိုရောက်သွားတာပဲပေါ့နော်ဒါလေးကိုအဓိကပြောချင်တာဖြစ်တယ်အဲ့တော့ဒီစာစုတွေကကျမတို့အာပြောရမယ်ဆိုလို့ရှိရင်ကျမတို့ရဲ့ဘဝမှာပေါ့နော်ကမ္ဘာလူသားတွေပေါ့ကမ္ဘာနဲ့ချီပြီးပြောရမယ်ဆိုရင်ကျမတို့ကမ္ဘာမြေပုံမှာနေထိုင်ကြတယ်ကမ္ဘာလူသားတွေအနေနဲ့ကျမတို့မှာတည်ခြင်းတရားနဲ့အနီးကပ်ကြုံတွေ့ခဲ့ရတဲ့အချိန်တခုရှိရပေါ့နော်အဲ့ဒါကဘယ်အချိန်လဲဆိုလို့ရှိရင်ဒီကိုဗစ်ပေါ့အနည်းဆက်ဆုံးပြောရမယ်ဆိုကိုဗစ်ဖြစ်တဲ့အချိန်ဟာ ကိုဗစ်ကာလပေါ့နော်အဲ့ဒီအချိန်မှာကျွန်တော်တို့ကတည်ခြင်းတရားနဲ့အမြတမ်းနီးကပ်ခဲ့တဲ့အချိန်တွေဖြစ်တယ်နော်ကိုအနီးကပ်စကားပြောနေတရားပြသွားတဲ့အရာတွေအများကြီးပဲအဲ့ဒီအချိန်မှာကျွန်တော်တို့အကုန်လုံးလှုပ်ရှားမှုတွေအကုန်လုံးရက်ရရယ်ငြိမ်သက်ပြီးတော့ကျွန်တော်တို့အိမ်ထဲမှာနေပြီးတော့ကျွန်တော်တို့အတွက်ပြန်ပြီးတော့စဉ်းစားရမယ့်အချိန်တွေရလာတယ်ပေါ့နော်အာကိုရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ရဖြစ်ဖြစ်ကိုရဲ့ဘဝအတိတ်ပဲနဲ့ပဲပတ်သက်ပြီးတော့ဖြစ်ဖြစ်အဲ့ဒီကိုဗစ်ကာလတော့ဆိုလို့ရှိရင်ကျွန်မ အချိန်လေးရနေတာပေါ့နော်နေ့တိုင်းလဲအိမ်မှာပဲဆိုရဲကကြောင့်ကျွန်မတနေ့ကိုစားနှစ်ပုတ်ရေးပါတယ်အဲ့ဒါမှတ်မိရဲ့ကျွန်မရေးနေကြ morning vitamin လေးကျွန်မရေးတယ်ညနေဆိုလို့ရှိရင်လဲကျွန်မရဲ့အာ daily activity ပေါ့နော်ကျွန်တော်ဒီနေ့ဘာလုပ်တယ်ဘာလေးလှူစားဖြစ်တယ်အစရှိသဖြင့်ဒီလိုအကြောင်းအရာတွေလည်းကျွန်မအများကြီးပြပါတယ်စာဖတ်တဲ့သူတွေနဲ့အများကြီးဟို in touch ဖြစ်အောင်နေခဲ့တယ်ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့တယောက်နဲ့တယောက်အားပေးစရာဒီလိုဟာပဲရှိတဲ့အတွက်ကြောင့်ပေါ့နော်စာရီနဲ့ပဲအားပေးရကျွန်မအနေနဲ့ဆိုလို့ရှိရင်စာရီပဲရေးနိုင်တဲ့အတွက်ကြောင့်ကျွန်မရဲ့ community နဲ့ကိုအဲ့လိုမျိုးနှီးကပ်စွာနေတယ်ဒီ covid ကာလပေါ့နော်ကျွန်တော်တို့ဖြတ်သန်းခဲ့ရတဲ့တိတ်ဆိတ်စွာငြိမ်သက်စွာကျွန်တော်တို့ဖြတ်သန်းခဲ့ရတဲ့ covid ကာလအတွင်းမှာကျွန်မတော်တော်ကိုကိုယ့်ရဲ့စိတ်ကိုကုစားတက်တာစီခဲ့တဲ့ အကြောင်းအရာတွေလည်းကျမစီမှာရှိခဲ့ရပေါ့နော်အဲ့လိုမျိုးကိုကိုကို heal ဖြစ်အောင်ပေါ့နော်ကုစားသက်တာအောင်လို့ကျမရေးခဲ့တဲ့စာစုတွေရှိတယ်အဲ့တော့အဲ့ဒီစာစုတွေဟာတကယ်လဲကျမကိုယ်တိုင်ရေးတယ်ပြန်ဖတ်တယ်အဲ့ဒီအချိန်မှာလည်းကျမရဲ့စိတ်ကိုအများကြီးအသက်တာစေခဲ့တယ်ပြေလျော့စေခဲ့တယ် relief ဖြစ်စေခဲ့တယ်ပေါ့နော်ကျမအဲ့လိုပြောအောင်ဖြစ်တယ်အဲ့တော့ဒီစာအုပ်ထဲမှာဆိုလို့ရှိရင်အများစုတော်တော်များများစာစုတွေကကျမအဲ့တုန်းကရေးခဲ့တဲ့စာစုတွေပါပါတယ်ဒါတွေကိုကျမတို့စာအုပ်အဖြစ်ပြန်ပြီးတော့ ထုတ်မယ်ဆိုတဲ့အခါမှာအများကြီးပဲ edit လုပ်ခဲ့တယ်ပြန်ပြီးတော့ပြင်ဆင်ခဲ့တယ်အစရှိတဲ့ပြင်ပေါ့နော်အခုဒီစာအုပ်ကိုထွက်လာတဲ့အချိန်မှာကျွန်မပြန်ဖတ်ကြည့်ရဲအဲ့ဒီမှာကိုယ့်ဟာကိုယ်ကျွန်မပြန်ပြီးတော့ reflect လုပ်ရတဲ့အရာတွေရှိ reflect လုပ်မိတယ်ပေါ့နော်ပြန်ပြီးတော့ကိုယ့်ဟာကိုယ်ကြည့်မိတယ်သုံးသပ်မိတယ်အဲ့လိုအရာလေးတွေလည်းကျွန်မရှိတယ်ဒီစာအုပ်ကလေးကကျွန်မလက်ထဲကိုရောက်လာတဲ့အချိန်မှာကျွန်မကအမှန်တမ်းတိုက်ဆိုင်နေပေါ့နော်တိုက်ဆိုင်တာတခုကပါလဲဆိုကျွန်မကိုယ်တိုင်း ကဘာသစ်ကိုရောက်နေရဲဆိုတဲ့အခြေအနေတစ်ခုဖြစ်တယ်เนาะကဘာသစ်ဆိုတာဘာလဲဆိုလို့ရှိရင်အဲကျမကလည်းတာမန်လူသားတစ်ယောက်ဖြစ်တယ်အဲ့တော့ကျမမှလည်းအနာအဆာတွေရှိရပါတော့လုံးဝ perfect ဖြစ်နေရသူတော့မဟုတ်ဘူးအနာအဆာတွေ negative တွေအဲ့လိုမျိုးပေါ့ဒါမျိုးတွေအများကြီးရှိရအဲ့တော့အဲ့ဒီအရာတွေကို ကျမဒီလှုပ်ချလိုက်ပြီးတော့အသစ်ဆိုတဲ့နေရာတစ်ခုကိုကျမရောက်နေပြီပေါ့နော်အဲ့လိုအနေအထားတစ်ခုကိုကျမပြောင်းလဲပြီးတော့ရောက်ရှိနေရဆိုတော့ ဟာလေးကိုကျွန်မတော့ပြီးတွေ့ရတယ်။အဲဒီကဘာ this resort ကကျွန်မလက်ထဲကိုရောက်လာတဲ့အချိန်မှာကျွန်မဘယ်ကိုရောက်နေလဲဆိုကျွန်မကန်းချီကိုရောက်နေ။အဲ့တော့ကျွန်မအဲ့မှာဘာလုပ်လဲဆိုလို့ရှိရင်ကျွန်မအမြဲတမ်းတရားထိုင်နေပေါ့နော်။ကျွန်မမနေ့ဆိုလို့ရှိရင်6နာရီလောက်ဆိုလို့ရှိရင်ကန်းချီကိုစင်းနေ။စင်းပြီးရကမှကျွန်မဒီသေးတောင်ပြင်ပေါ်မှာထိုင်နေရေရတဖြည်းဖြည်းနဲ့တက်လာတာပေါ့နော်။ဘာလို့လဲဆိုတော့ကျမလည်းအမြဲတမ်းပြောပါရဲကျမရဲ့ community မှာလည်းကျမအမြဲတမ်းပြောလို့ရှိရပါလေဆိုလို့ရှိရင် ါကန်းကျင်ရောက်လို့ရှိရင်တရားထိုင်မှာเนาะဓာတ်ပုံတွေရိုက်တာပါညာပျော်ကြတာတော့လေတခုပေါ့เนาะဒါပေမဲ့ teacher grounding လုပ်ပါဆိုပြီးကျွန်မအမြဲတမ်း remind လုပ်လို့ရှိရဘာလို့လဲဆိုတော့ကန်းကျင်ရဲ့သဘောတရားဟာရာ तू ဟာအဲ့နေရာကဓာတ်ကြီးလေးပါစုံတဲ့နေရာဖြစ်တယ်เนาะဘာလို့ဆိုရေရှိတယ်မြေကြီးရှိတယ်လေရှိတယ်နေရဲ့အလင်းအောင်ရှိတယ်ပေါ့เนาะအဲ့တော့အဲ့ဒီလေးခုစုံတဲ့နေရာဆိုတော့သူက grounding လုပ်လို့အရန်ကောင်းတယ် grounding ဆိုတာတော့ကျမတို့စိတ်ကို တင်ငိမ့်အောင်ပေါ့နော်အဲ့လိုမျိုးလှုပ်လို့ကောင်းတဲ့နေရာဖြစ်တယ်အဲ့တော့ကျွန်မအဲ့လိုမျိုးဟိုမနေ့တိုင်းကျွန်မအဲ့လိုမျိုးကန်းချီကိုသွားတယ်အဲ့မှာထိုင်နေရေကတဖြည်းဖြည်းတက်လာတယ်အဲ့တော့ရေနဲ့မြေနဲ့အကုန်လုံးထိနေတဲ့နေရာပေါ့အဲ့နေရာမှာကျွန်မတည်တည်ကြကြ grounding လုပ်ဖြစ်တယ်ပြီးရခါမှာကျွန်မဘာလုပ်လဲဆိုရင်ဒီတစ်ခါတော့ကျွန်မကျွန်မစိတ်ထဲမှာကျွန်မမရှိသင့်တော့တဲ့နေရာတွေပေါ့နော်ကျွန်မမရှိသင့်တော့တဲ့နေရာတွေအတူမရှိသင့်တော့တဲ့လူတွေကိုမရှိနေသင့်တော့တဲ့နေရာတွေရဝန်းတွေ အခြေအနေတွေပေါ့အဲ့ဒါတွေအကုန်လုံးလည်းကျမစိတ်ထဲကနေပြီးတော့ဆုံးလွတ်ခဲ့ပြီးသွားပြီเนาะကျမတို့ရာဘဝမှာတခါလေးကြောက်လို့ရှိရင်ကြုံတွေ့လာကြတာအမျိုးဆုံးရှိရလीเนาะကျမတို့ရေဆက်ကြောင့်ကြုံတွေ့ရတာရှိရတချို့တော့ဆုံတွေ့ရခြင်းတွေဟာကောင်းမွန်တယ်เนาะကျမတို့အတွက်အင်အားကိုဖြစ်စေရခွန်အားကိုဖြစ်စေရအဲတချို့တော့ဆုံတွေ့ရခြင်းတွေဟာကျတော့ကျမတို့အတွက်ဝေကြွေးတစ်ခုကိုဆက်ရတယ်လို့မျိုးပဲပေါ့เนาะ သူ့မှာလည်းနာကျင်မှုတွေရှိရဲကိုယ်မှာလည်းနာကျင်မှုတွေရှိရဲအစားရှိတယ်ပဲပေါ့နော်ဒီလိုမျိုး social relationship လို့ခေါ်တာပေါ့လူမှုအတိုင်းဝိုင်းနဲ့ပတ်သက်တဲ့ဆက်ဆံရေးတွေအကုန်လုံးပါနိုင်ပါတယ်เนาะကျွန်တော်တွေမိဘတွေပါနိုင်တယ်မောင်နှမတွေပါနိုင်တယ်မိတ်ဆွေတငယ်ချင်းတွေပါနိုင်တယ်အစားရှိတယ်ပဲเนาะချစ်သူရည်စားဒါမျိုးတွေလည်းအကုန်ပါနိုင်တယ်အဲ့တော့ဘလို့ပဲဖြစ်ဖြစ်တွေးဆောင်ခဲ့ရပြီဒါပေမဲ့ကိုဖျက်ချတဲ့အချိန်ရောက်ပြီဆိုလို့ရှိရင်ဒါတွေကိုဖျက်ချရမယ်ဆိုရယ်စိတ်နေပေါ့နော်အကုန်လုံးအဲကျွန်မစွန့်လို့ခဲ့ တော့ဒီဆောက်တင်းမှာဆိုလို့ရှိရင်ဘာတစ်ခုပါလဲဆိုလို့ရှိရင်ဒီဆောက်တင်းမှာအပိုင်းပိုင်းလေးနဲ့ကျွန်မရေးထားရပေါ့နော်နောက်ဆုံးအပိုင်းကတော့ပါလဲဆိုလို့ရှိရင်အဟောင်းတွေကိုလွှတ်ချလိုက်ဆိုရဲအခန်းတစ်ခုပါတယ်နောက်ဆုံးအပိုင်းပေါ့နော်အဲ့ဒါပါလဲဆိုတော့ကျွန်တော်ကအစ်စ်ကိုသွားခြင်းတယ်နော်အစ်စ်တနေရာကိုသွားခြင်းတယ်ဆိုလို့ရှိရင်အဟောင်းတွေကိုကျွန်တော်ကထားခဲ့ဖို့လိုတယ်ဒါပေမဲ့အဟောင်းတိုင်းကိုတော့ထားခဲ့ဖို့ဆိုလိုတာမဟုတ်ဘူးဘာဖြစ်လို့ဆိုတော့တခါတလေမှကျွန်တော်အတွက်တံပိုးထားအပ်တယ်ဘယ်တော့မှမမေ့ပြောက်တဲ့လူပုဂ္ဂိုလ်တွေကျေးဇူးတရားတွေ ဓာမျိုးတွေအများကြီးရှိတယ်။ဒါတွေကြတော့ကျမတို့ကသိဆောင်သွားမှာ။ဒါပေမဲ့တချို့သောအရာတွေကိုယ်အတွက်အဲမလိုအပ်တော့ဘူး။ကိုယ့်ကိုနာကျင်မှုတွေပဲဖြစ်စေတယ်။ဓာမျိုးတွေဟိုကြုံလာရတယ်ဆိုလို့ရှိရင်တော့ဒီလိုမျိုးအရာတွေပေါ့နော်။အစိတ်အတော့တွေပဲဖြစ်စေတယ်။အဲ့လိုအရာတွေကိုကျမတို့ကဆွန့်လွတ်ဖို့လိုတယ်။ဟိုအဲ့ဒီအရာတွေကနေအဲ့ဒီနေရာတွေကနေပြီးတော့ကျမတို့ထွက်ခွာဖို့လိုတယ်ပေါ့နော်။အဲ့တော့ကျမအဲ့ဒီအချိန်မှာ grounding တေချာလုပ်ခွင့်ရခဲ့တယ်။ဒါအစားအုံးနဲ့ပတ်သက်တဲ့တိုက်ဆိုင်မှုတခုပေါ့လေနော်။လွန်ခဲ့တဲ့ရက်တွေမှာပေါ့နော်။ပြီးခဲ့တဲ့ရက်တစ်ပတ်နှစ်ပတ်သုံးပတ်အဲလောက်အချိန်နေတော့ကကျမမကျမကြီးနဲ့ပတ်သက်ပြီးတော့စိုးရိမ်စရာအခြေအနေတွေတချို့ဖြစ်ပေါ်ခဲ့တယ်။အဲတော့ကျမကြီးကြီးကျယ်ကျယ်ကျမဘုရားမှာတစ်ခါမှမလုပ်ခဲ့ရဘူးတဲ့ test တွေပေါ့နော်။ဒါတွေ test တွေကျမအများကြီးလုပ်ခဲ့တယ်။ တော့ခဲ့တော့အခုချိန်မှာတော့ everything is under control ပေါ့နော်အဲ့လိုမျိုးပဲပြောချင်ပါတယ်ဘယ်သူမှဟိုစိတ်မပူစေခြင်းဘူးကျမကိုယ်တိုင်နဲ့အများကြီးကျမကြီးကို focus လုပ်ပြီးတော့ကျမထိန်းသိမ်းစောင့်ရှောက်နေရပေါ့လေအဲဒါပေမဲ့အမြဲတမ်းတော့ထိန်းသိမ်းရမယ်ဒါကတခါရင်မပြီးသွားဘဲနဲ့တဘောတသက်တာလုံးတလျှောက်လုံးပေါ့နော်အဲ့ဒီအတွက်ကိုတေချာလေးကိုယ့်ကကို maintain လုပ်ပြီးတော့ကိုယ့်ကကိုနေရမှာပေါ့နော်ကိုယ့်ရဲ့စိတ်ကိုလည်းကိုယ့်ကို boundary လေးထားပြီးတော့နေရမယ်အစရှိတဲ့ပြင်ပေါ့နော် ကျမရင်းနဲ့ပတ်သက်ပြီးတော့ struggle လုပ်ရတာတခုကျမစီမှာဖြစ်ခဲ့တယ်။အဲ့ဒါကိုလည်းကျမဘယ်လိုမျိုးစဉ်းစားမိတယ်ဆိုလို့ရှိရင်ခုရက်ပိုင်းပေါ့နော်။ကျမဒီစာအုပ်ထွက်လာတဲ့အတူတူကျမစိတ်ထဲမှာဘယ်လိုဖြစ်လဲဆိုကျမအိပ်ရာနေလို့လားတလို့မျိုးကျမစိတ်ထဲမှာခံစားရတယ်။ကျမအိပ်ပျော်နေခဲ့တာပေါ့။အိပ်ပျော်နေရဲ့ကျမဘာလို့လို့လုံးနေမှန်းမသိဘူး။ကိုယ့်ကကိုရောင်ရင်လည်းရောင်နေမယ်နော်။အိပ်နေနေအဲ့လိုသဘောမျိုးပေါ့။ကိုယ့်ကကို fully awake ဖြစ်မနေဘူးနော်။အိပ်ရာမနိုးသေးတဲ့အချိန်ပေါ့နော်။အဲ့လိုမျိုးဖြစ်နေတဲ့အချိန်မှာ ဘလို့ပြည့်လဲဆိုလုံမိလောက်ရရလုံနေရပြောမိပြောရရပြောနေရအဆရှိတဲ့ပြင်ပေါ့နော်အဲ့ဒါမျိုးကိုကျွန်မတို့ကပြောတွေ့ရတယ်အဲ့တော့ဒီစာအုပ်ထွက်လာတဲ့အချိန်မှာစိတ်ထဲမှာဘလို့ပြည့်လဲဆိုတော့အိယာနိုးသွားပြီဆိုတော့ကျွန်မအဲ့လိုမျိုးပြန်ပြီးတော့ခံစားရတယ်ခုနပြောသလိုပေါ့ကျွန်မရင်းနဲ့ပတ်သက်ပြီးတော့ struggle လုပ်ရတာတွေရှိရခါမှာကိုယ့်အကိုဘလို့ပြန်ပြီးတော့မြင်လာရလဲဆိုလို့ရှိရင်အချိန်တွေကအရင်တန်ဖို့ရှိလာတယ်ဆိုတော့ သွားပြီးတော့တွေ့ရနော်အဲကိုလှုပ်ချင်တာတွေကအများကြီးရှိသေးရတယ်နော်အထူးသဖြင့်ကိုကစာရေးရေးချင်တာပေါ့ကိုပြောပြချင်တဲ့အကြောင်းအရာတွေကအများကြီးရှိသေးရနော်ကျမတို့စာရေးသူတွေဆိုတာကအသက်ကြီးလာတာနဲ့အမြပြောပြချင်တဲ့အကြောင်းတွေကလည်းပို့ပြီးတော့များလာတယ်ပေါ့နော်ရော့သွားတယ်ဆိုတာမျိုးမရှိဘူးပေါ့နော်အဲ့ဒီအချိန်မှာစာရေးတဲ့သူတယောက်အနေနဲ့ပြောရမယ်ဆိုရင်နော်အဲ့တော့ကိုပြောပြချင်သေးတဲ့အကြောင်းတွေအများကြီးရှိရကိုထားခဲ့ချင်တဲ့အကြောင်းတွေလည်းအများကြီးရှိရပေါ့အဲ့တော့ကိုရဲ့ legacy project တွေပေါ့နော် ကိုအတွက်ကြံမယ်ဆိုတဲ့ဟာမျိုးပေါ့ကိုအတွက်လည်းကြံမယ်သူများအတွက်လည်းကြံမယ်ကိုအတွက်ကြံနေဆိုတာကကိုရဲ့ဂုံတိတ်ခါကိုရဲ့နာမည်နော်ကိုလုတ်ခဲ့တဲ့အလုပ်နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ခြေရာတွေကြံခဲ့တယ်မှတ်တိုင်တွေကြံခဲ့တယ်နောက်ပြီးတော့အဲ့ဒီအရာတွေကလည်းအမြဲတမ်းသူများတွေကိုဆက်ပြီးတော့ဟိုကျေးဇူးပြုနေနိုင်မယ်သူတို့ကိုသူတို့ရဲ့ဘဝမှာအလင်းတစ်ခုပေါ့နော်ဖြစ်စေမယ်အဲ့လိုမျိုး contribute လုပ်နိုင်မယ်ရည်ရွယ်ချက်နဲ့ပေါ့နော်အဲ့လိုမျိုးလုပ်ချင်တဲ့ legacy project တွေကျွန်မစီမှာရှိနေသေးတယ်။စားရည်အများကြီးရေးခြင်းနဲ့ပြောစရာတွေအများကြီးရှိသေးတဲ့အစားရှိတယ်ပေါ့နော်။အဲ့တော့ဒါတွေကိုလုပ်ဖို့ဆိုလို့ရှိရင်တက်နိုင်သလောက်တော့အသက်ကိုယ်တော့ငါရှိအောင်တော့နေရမှာပဲဆိုတဲ့အမျိုးဖြစ်တယ်။ဘာဖြစ်လဲဆိုလို့ရှိရင်အဲအိယာနိုးလာတယ်ပေါ့နော်။အိယာနိုးလာတဲ့အခါမှာဟိုမလိုလားအပ်တဲ့စိတ်ပီစီမှုတွေမလိုလားအပ်တဲ့ပြဿနာဖြေရှင်းမှုတွေ နော်မလိုလားအပ်တဲ့ညင်းခုန်မှုတွေပြောဆိုမှုတွေပါဝင်ပတ်သက်မှုတွေကိုမလုပ်ချင်တော့တာပေါ့နော်အကုန်လုံးမလုပ်လိုက်ချင်နေဆိုလို့ရှိရင်ရှော့ချလိုက်ချင်တယ်အဲယုံထွက်လိုက်ချင်တယ်ပေါ့နော်အဲ့ဒီထဲမှာမရှိနေချင်တော့ဘူးအဲ့လိုသဘောမျိုးပေါ့အဲ့တော့ဒီစာအုပ်ကလေးထွက်လာတဲ့အတူတူစိတ်ထဲမှာလည်းအိယာနိုးသွားပြီဆိုတဲ့ဟာမျိုးကိုယ်စိတ်ထဲမှာခံစားရတယ်ပြောဥပမာတစ်ခုပြောရမယ်ဆိုလို့ရှိရင်အနာတစ်ခုလို့ပေါ့နော် ကျမတို့ကဘယ်လိုမျိုးဖြစ်တယ်ဆိုတော့အနာကိုတဏ္ဍာလိမ့်နေဆိုတဲ့စကားရှိတယ်ဒီနော်အနာဖြစ်နေတဲ့အတိုင်းပဲဘာဖြစ်တယ်ဆိုတဏ္ဍာလေးလိမ့်လိုက်စီမီတို့နဲ့ကုလိုက်အနာပျောက်သွားလိုက်နော်တက်တာတလို့ထင်ရတာပျောက်သွားတာတော့မဟုတ်ဘူးနော်ပြန်ဖြစ်လာလိုက်ပြည်ရအထဲမှာလှိုက်စားနေလိုက်အဲ့လိုမျိုးဖြစ်တာပေါ့လေအခုကြတော့ဗာလဲဆိုလို့ရှိရင် ရှိနေတဲ့အောင်းနေတဲ့အနာကြီးကိုမလုပ်လိုက်တာလဲဆိုဖောက်ထုတ်လိုက်တာပေါ့နော်အကုန်လုံးကိုယ့်ဟာကိုယ်ပြည်ပြီးဖောက်ထုတ်လိုက်တယ်စီကြောတန်ဆန်လိုက်တယ် เนาะ heal ဖြစ်အောင်လုပ်တာပေါ့เนาะအဲ့ဒီခါမှာဘာဖြစ်လဲဆိုလို့ရှိရင်အရန်တော့နာသွားတယ်ဒါပေမဲ့ဘာဖြစ်လဲဆိုရင်တဖြည်းဖြည်းနဲ့တော့ပြန်ပြီးတော့ကုစားလာတယ်တက်တာလာတယ်အဲ့ဒီသဘောပေါ့เนาะအဆုံးတိအရှင်းပြလိုက်တာပေါ့เนาะအဲ့လိုသဘောမျိုးပေါ့တစ်ပင်တစ်ပင်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ကျမတို့ကတစ်ခါလေးကြာရင်တစ်ပင်တစ်ပင်က နော်တော့ကိုသွားရလာတဲ့လမ်းမှာအခက်အလက်တွေနဲ့ရှုပ်ထွေးနေရဆိုလို့ရှိရင်အဲ့ဒါကိုကျမတို့ကဖြတ်ဖြတ်ပြစ်တာပေါ့နော်ဒါပေမဲ့ဖြတ်ပြစ်လိုက်တဲ့အတွက်ကြောင့်ဘယ်တော့မှပြန်မထွက်လာတော့တာမဟုတ်ဘူးအဲ့ဒီအတက်တွေအလက်တွေကပို့ပြီးတော့မှကိုအားကြီးစွာနဲ့ပြန်ပြီးတော့ပို့ပြီးတော့မှပွားလာသေးတယ်နော်အဲကျမတို့သွားရလာတဲ့လမ်းမှာနော်ဒီလိုမျိုးရှုပ်ထွေးမှုတွေဒါတွေပေါ်လာရဆိုလို့ရှိရင်အဲ့ဒီအပင်ကိုအမြစ်ကနေဆွဲနှုတ်မှာပဲရမှာ နော်နှမဆိုလို့ရှင်တော့တစ်ခါရှင်းလိုက် နော်တစ်ခါပြင်ရှင်းလာလိုက်နဲ့လေနေပါပဲအဲ့တော့ဘဝမှာဒီလိုအကြောင်းအရာတွေကလည်းအများကြီးရှိတတ်ကြတယ်ပေါ့နော်အဲ့တော့ဒီဆောက်တင်းမှာရေးထားတာတွေကတော့အများကြီးပါပဲအဓိကတော့ဗာလဲဆိုလို့ရှင်ကျမတို့အကောင်းမြင်တတ်တဲ့စိတ်ပေါ့နော်ဘဝကိုအကောင်းမြင်တတ်တဲ့စိတ်ဂျေစုတင်တတ်တဲ့စိတ်နော်ဒါတွေကိုအခြေပြုထားပြီးတော့ကျမတို့ရဲ့အတွင်းကဘာပေါ့ကိုယ့်ရဲ့စိတ်ထဲမှာရှိတဲ့ inner wall ကိုကျမတို့ဘယ်လိုမျိုးစောက်တည်မလဲဆိုတာတွေကိုကျမတို့ အရေးထားတာဖြစ်ပါတယ်ဒီစာအုပ်မှာအဲကျွန်မ style လေးတခုပြောင်းထားတယ်ကျွန်မရင်းနေကြ style မဟုတ်ဘူးစာအပုပ်တွေပေါ့စာစုတွေပေါ့နော်အဲ့ဒီအပုပ်တွေကတခုနဲ့တခုချိတ်ဆက်နေရဲ့အဲလိုအခန်းတစ်ခန်းချင်းစီမှာအရင်တော့ဆိုကျွန်မစာစုတခုကတခုစီပဲတည်တန့်စီသွားတယ်ပေါ့နော်အခုကတော့အလိုမဟုတ်ဘူးစာတအုပ်လုံးကတပုတ်နဲ့တပုတ်ကဘာဖြစ်သွားလဲတခန်းနဲ့တခန်းကချိတ်ဆက်မှုတွေကျွန်မလုပ်ထားတယ်အဲတော့ကျွန်မဒီစာအုပ်ကလေးနဲ့ပတ်သက်ပြီးတော့ကျင်းပ်ပါတယ်ပြီးရခါမှာတကယ်လည်း အဲကျမအေးရနိုးတယ်ဆိုတော့ခံစားမှုမျိုးကိုခံစားရတယ်လို့မျိုးကျမရဲ့ community ရဲ့မှာရှိရဲ့ကျမရဲ့စာဖတ်သူတွေကိုလည်းဒီလိုမျိုးခံစားစေခြင်းတယ်เนาะကိုစီမအနာရေးရှိရဲ့ဆိုလို့ရှိရင်เนาะဒါတွေကိုအချာကြီးအောင်းမထားပါနဲ့เนาะကျမတို့ကုစားပါအကုန်လုံးပေါ့เนาะကျမတို့စွန့်ပြစ်တင်တာတွေကိုစွန့်ပြစ်ပါရှောင်ထွက်တင်တာတွေကိုရှောင်ထွက်လိုက်ပါလှဲထွက်ရမယ့်အရာတွေကိုဆိုလဲလှဲထွက်လိုက်ပါအဲ့လိုမျိုးပေါ့เนาะနောက်တစ်ခုကဘာလဲဆိုလို့ရှိရင်အဓိကပြောချင်တာကတော့ကျမတို့ရဲ့ ဒီအပြင်မှာပေါ့နော် ကျမတို့ဒီဆောက်ပြုပြင်တာတွေဒါတွေလောက်ကြတယ်ဒါပေမဲ့အဓိကတော့ဘာလဲဆိုလို့ရှင်ကျမတို့တော်တော်များများမေ့နေကြတာကကိုယ့်ရဲ့အတွင်းစိတ်အတွင်းကဘာရဲ့ဒီဆောက်ပြုပြင်မှုတွေကိုကျမတို့လုပ်ရမယ်ဒါပေမဲ့တော်တော်များများမေ့နေတတ်ကြတယ်နော်မေ့နေတတ်ကြတယ်ဆိုတာလည်းဘာလို့လဲဆိုတော့အိယာမနိုးသေးတဲ့အတွက်ပဲဖြစ်တယ်အဓိကတော့ဘာလဲဆိုလို့ရှင်တတိကပ်ဖို့ပေါ့နော်ကိုဘာတွေလုပ်နေမိသလဲကိုဘာတွေပြောနေမိသလဲဒါမျိုးတွေပေါ့ချက်ချင်းတော့လည်း ဒါတွေကမသိနိုင်ဘူးเนาะကျမတို့ဆိုလဲလဲနေရပဲเนาะတခုခုဆိုလို့ရှိရင်အဲ့လိုလဲထွက်နေတဲ့အချိန်တွေမျိုးလည်းရှိတတ်တယ်ဒါပေမဲ့ဗာလဲဆို break the circle ဆိုရက်သဘောတရားအတိုင်းပဲအဲ့လိုမျိုးလဲထွက်နေတဲ့အရာကိုကျမတို့ break လုပ်တော့မှဗာပြလဲဆို break through ဖြစ်တာပေါ့เนาะအဲ့လိုသဘောမျိုးပါတိဆောက်ကလေးကိုဖတ်ပြီးတော့เนาะကျမတို့အိပ်ပျော်နေရဲဆိုလို့ရှိရင်လည်းအရာကနိုးလာကြပါစီ ပြီးတော့ကိုယ့်ရဲ့ဘဝကိုလည်းကိုယ်အကောင်းဆုံး ရှောက်လန်းနိုင်ပါစေလို့ကျွန်မအဆုတောင်းပေးခြင်းနဲ့အဓိကတော့ဘာလဲဆိုကိုယ်အတွက်အချိန်ဆိုတာအမတန်မှပဲအဖို့တန်နေနော်အချိန်တွေကလည်းအသက်ကြီးလာတဲ့နဲ့အများတပြည့်ပြည့်နဲ့ယုံနေလာတာမျိုးဖြစ်တယ်။မျက်စိတမိတ်လျှက်တစ်ပြက်အတွင်းမှာကိုပျောက်ဆုံးသွားတဲ့ဘဝတွေအသက်တွေ ကျမတို့အစီအမအများကြီးရှိရယ်နော်အဲ့တော့အရာရာဟာကျမတို့အတွက်တရားပြနေရပဲအဲ့တော့ကိုယ့်ရဲ့စိတ်ကနာကျင်နေရယ်ဆိုလို့ရှင်ねကုစားစီခြင်းねနော် heal လုပ်စီခြင်းねအဲ့လိုပဲကိုယ်အိပ်ပျော်နေရယ်ဆိုလို့ရှင်ねကိုယ့်ဟာကိုယ်노ထစီခြင်းねပေါ့နော်ကိုယ်ဟာပိတ်မိနေရယ်ဆိုလို့ရှင်ねရုံထွက်စီခြင်းねနော်ဖောက်ထွက်စီခြင်းねအကုန်လုံးပဲအစဉ်ပြေကြပါစေအဲ့တော့ဒီ weekend talk လေးမှာကျမဒီစောက်ကလေး အကြောင်းပြောပြလိုက်ပါတယ်ပြီးရကမစောင်းနဲ့ပတ်သက်ပြီးတော့ကိုကိုကိုပြန်ပြီးတော့သုံးသပ်မိရဲ့အရာလေးပေါ့နော်ဒါလေးကိုကျွန်မဝင်မြလိုက်တာဖြစ်ပါတယ်အားလုံးပဲနားထောင်ပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ် Have a nice weekend and thank you for listening